ပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်အသက်80အရွယ်မိခင်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအလုံးပြန်လွတ်ပေးဖို့တားဖြစ်သူကိုထိန်လင်းခံထပ်မံတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အသက်80အရွယ်မိခင်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအလုံးပြန်လွတ်ပေးဖို့တားဖြစ်သူကိုထိန်လင်းခံထပ်မံတောင်းဆိုလိုက်ပါတယ်အေဘီလာ20ရက်နေ့အမေရိကန်ကီးစင်အဆုံးသတ်စဉ်၎င်းကထပ်ပါတိုင်းတောင်းဆိုလိုက်တာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးစစ်ပေးတဘာဝပြီးတဲ့ခံနေရတဲ့ င်မာပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီရရှိရေးဆွေးနွေးတောင်းဆိုဖို့အမေရိကန်ပြည်ထောင်စုရှစ်မြို့နယ်ကိုကို ထိန်လင်းကသွားရောက်ခဲ့ပါတယ်။ မိမိကိုထောင်ထဲမှာအတန်တိတ်ဒုက္ခခံနေစေချင်ပါဘူးမိမိဟာဂုံထိတ်ခါရှိရှိဆက်ဆံခံရထိုက်ပါတယ်နိုင်ငံရေးအကျဉ်းသားအလုံးလည်းအတူတူပါပဲလို့ကိုထိန်လင်းကပြောဆိုပါတယ်တဝောင်ဆန်းစုကြည်ကတင်တော်တဲ့ဈေးဘက်ဆိုင်ရာပြုစုဆောင်ရှားမှုမရရှိပဲပြင်ပနဲ့ဆက်သွယ်ရေးဖြတ်တောက်ကအထူးကြံချုံနောက်ခံနေရစေမိခင်ကြီးအတွက်စိုးရင်ကြောင်းစစ်တပ်မတရားဖန်ဆီးထိန်သိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသား2000ကျော်ကိုလွတ်ပေးဖို့အရေးကြီးကြောင်းအမေရိကန်ခီးစင်တွင်ထပ်တလဲလဲတောင်းဆိုခဲ့ပါတယ်ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ပေမဲ့မိမိအတွက်နိုင်ငံရေးအကျဉ်းသားအလုံးနဲ့မြန်မာပြည် ည်သူလူထုလူမြောက်ရေးအတွက်ဆက်ပြီးတိုက်တွန်းတောင်းဆိုနေပါတယ်။မိမိသားတအုပ်နေနဲ့မအောင်မြင်ခြင်းကျွန်တော်ရက်မှာမဟုတ်ပါဘူးလို့ကိုထိန်လင်းကဆိုပါတယ်။ကိုထိန်လင်းကအမေရိကန်နဲ့မဟာမိတ်များအနေနဲ့စစ်ကောင်ဆောင်တဲ့အပေါင်းပါရီပုံမပိတ်ဆို့အရင်းယူဖို့စစ်အာဏာရှင်များကိုလက်နက်ထောက်ပံ့နေတဲ့နိုင်ငံများကိုဖိအားပေးဖို့နေဆက်ပြက်ကြော်လူသားချင်းစာနာထောက်ထားမှုအကူအညီလမ်းကြောင်းတွေကိုပံ့ပိုးပေးဖို့လွတ်လပ်သောမီဒီယာတွေနဲ့အရက်ဖတ်လူမှုအဖွဲ့အစည်းတွေကိုကာကွယ်ထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်။မြန်မာနိုင်ငံကကမ္ဘာကြီးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ BNI ဲကြာနေတဲ့နေရာတွေတဲကတခုပါဒါပေမဲ့တော်တော်များများကဒီအချက်ကိုမျက်ကွယ်ပြုထားဆဲပါပဲလို့ကိုထိန်လင်းကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကအမေရိကန်ခီးစင်မှာအမေရိကန်လွှတ်တော်မှများအရဖတ်လူမှုအဖွဲ့အစည်းများမှခေါင်းဆောင်များနိုင်ငံတကာအဖွဲ့အစည်းများအမေရိကန်ရောက်မြန်မာများဒီမိုကရေစီထောက်ခံသူ9000ကျော်နဲ့လည်းတွေ့ဆုံခဲ့ပါတယ် အမေရိကန်ခီးစဉ်အတွင်းရန်ပုံငွေအမေရိကန်ဒေါ်လာ၄သိန်းကျော်ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီးသက္ကိုင်းငလင်ကြောင့်အဆိုပါဆုံးထိခိုက်ကန်စားခဲ့ရသူတွေကိုအရေးကြီးတဲ့အကူအညီများပေးအပ်တဲ့နေရာမှာအသုံးပြုမဲ့အပြင်မြန်မာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြံတဲနဲ့ဒီမိုကရေစီကြိုးပမ်းမှုတွေကိုရှေ့တန်းမှာဦးဆောင်လုပ်ဆောင်နေတဲ့ဖွဲ့စည်းတွေကိုပံ့ပိုးကူညီသွားမှာဖြစ်ကြောင်းသိရပါဗျာ။ ဆက်လက်ပြီးမင်းအွန်လိုင်းကရန်နိုင်မင်းစစ်စင်ရင်းနဲ့လီကျောင်းတိုက်ခိုက်မှုတွေချက်မှန်အရှိန်မြင့်တင်ရညွှန်ကြားထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နှစ်ရက်အတွင်းပြည်သူ55ဦးလီကျောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တယ်လို့သိရပါတယ်။အကြံဖက်စစ်ကောင်စီကနိုင်ငံတော်မှာလီကျောင်းတိုက်ခိုက်မှုတွေချက်မှန်အရှိန်မြင့်တင်ပုံညွှန်ကြားထားပြီးအခုလာမယ့်မိုးရင်ကာလမတိုင်မီလီကျောင်းတိုက်ခိုက်မှုတွေပုံမှန်များပြားလာမှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရတယ်။စစ်ကောင်ဆောင်မင်းအွန်လိုင်းကမိုးရင်ကာလမတိုင်မီရနိုင်သမျှနေမြေများနဲ့မြို့နယ်များကိုပြန်လည်သိမ်းပိုက်ဖို့ညွှန်ကြားတာကြောင့်အဲ့လိုသိမ်းပိုက်ဖို့ စ조사ရမှာဖြစ်နိုင်သမျှနီလန်ပေါင်းစုပ်ကိုအသုံးပြုရန်ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီမိုးရင်ကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကနေလည်းနေမြေတိမ်ပတ်မှုတွေဆက်လက်ဆင်နွှဲဖို့ညွှန်ကြားပါတယ်။အခုညွှန်ကြားချက်တွေကမနစ်ကလေးကစတင်နေတဲ့ရှန်နိုင်မင်းစစ်စင်ရဲ့အကောင့်ထဲပုံမှုဖြစ်တယ်လို့သိရပါတယ်။မေလာနဲ့ဇွန်လမှာလေကြောင်းတိုက်ခိုက်မှုတွေပိုပြီးများပြားနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကတတိပေးပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်က2024ခုနှစ်စတင်မာလာတင်ရက်ကစပြီးရှန်နိုင်မင်းစစ်စင်ကိုအကောင့်ထဲပေါ်ခဲ့ပြီးအဲ့ဒီစစ်စ င်းရေးမှာဆုံးရှုံးနေမျိုးတွေကိုအဓိကပြန်လဲတိုက်ခိုက်သိမ်းပိုင်ရင်အကြံဖတ်ဖွဲ့လို့စစ်ကောင်စီကကြီးညာထားတဲ့လက်နက်ကင်ဖွဲ့တွေကိုမြေပြင်ပေါ်မှာပြောက်ွယ်သွားတဲ့ဒီချိန်မျိုးနိုင်ရေးဖြစ်ကြောင်းအဆိုပါစစ်စင်ရေးတွေကရွှေကောက်ပွဲကြောင့်ဖြစ်ပေါ်လာမဲ့နိုင်ငံရေးအပြောင်းလဲနဲ့သက်ဆိုင်မှာမဟုတ်ပဲစစ်တပ်ရဲ့ဥတီချက်နဲ့စစ်စင်ရေးတွေဖြစ်ပြီးဆုံးရှုံးနေမျိုးများပြန်လဲသိမ်းပိုင်ရရှိမှသာလဲစစ်စင်ရေးအမြင်ပြီးဆုံးမှာဖြစ်ကြောင်းသိရပါတယ်လက်တလောစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်ဟုန်မြင့်နေရဧပြီလ16ရက်နေ့နဲ့ဧပြီလ19ရက်တို့မှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ၄၅ ငောင်းတည်ဆုံးခဲ့ကြောင်းသိရပါဗျ။ အေပီလာ16ရက်နေ့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်လိမ့်ချကျင်းရွာနယ်ရေထွက်ကျင်းရွာကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တဲ့အတွက်ပြည်သူ73တိဆောင်ပြီးနှောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်အေပီလာ19ရက်နေ့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအကြံပတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းတိဆောင်သူ24ဦးရှိခဲ့ကြောင်းသိရပါရယ်အေပီ19ရက်နေ့စကိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ရွာကိုအကြံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာကြောင်းကလေးငယ်များပါဝင်ပြည်သူ9ဦးကံတိဆောင်ခဲ့ကြောင်းသိရပါရယ် အင်ဒီလာ19ရက်နေ့မနက်7:00နာရီကျော်ချိန် KNU တပ်မဟာတင်းနေမြို့မွန်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောရွာဘုံကြီးကျောင်းကိုလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှအုပ်တင်ဆောင်ပြီးကိုရင်နှအုပ်တန်ရာရရှိကြောင်းသိရပါတယ်။အင်ဒီလာ19ရက်နေ့ရခိုင်ပြည်ကျောက်တော်မြို့တဲနေရအနှံကိုလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထွက်ပြေးချိန်မရလိုက်ပင်အရသာတအုပ်ထက်မနေတင်ဆောင်ပြီး20ကျော်တန်ရာရရှိသွားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတပ်ပွဲပြင်းထန်လာတဲ့အီယာရီတိုင်းမှာစင်ရီတတိပြူပေါ်နဲ့ဆစ်ဆောင်များကုညီပေါ်ဟင်းတရာပါအဖာတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အီယာရီ တိုင်းတွင်းဖြစ်ပွားနေတဲ့တိုင်ပွဲများဟင်္ဒရာခရိုင်တွင်ရောက်ရှိနေပြီဖြစ်ပြီးစစ်ရေးတရီပြင်ဆင်ထားကြဖို့နှင့်ရောက်ရှိလာတဲ့စစ်ပေးရှောင်တွေကိုကူညီကြဖို့မြို့ကံများနဲ့ဟင်္ဒရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ပအဖကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီကအေရာရီတိုင်းရွှေတောင်ရံမြို့နယ်တာပေါင်းမြို့နယ်တို့မှာစတင်ခဲ့တဲ့တိုက်ပွဲတွေကအခုကရှိကြီးလေးမျက်နှာနဲ့အင်ကပူမြို့နယ်ကြားပသိမ်မုံရွာလမ်းကြားမှာဆက်လက်ဖြစ်ပွားနေပါတယ်။ဟင်္ဒရာခရိုင်လေးမျက်နှာမြို့နယ်ပန်းတော်ကြီးကျေးရွာကိုအာရခတက်တော်အေးနဲ့ပူပေါင်းတက်တွေက AB 19ရက်မှာတင်ယူလိုက်ရစကောင်စင်က ေကြောင်းမှနေ့စဉ်ပုံကျဲတိုက်ခိုက်နေပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကဟင်တရာမြို့နယ်၁၈မိုင်ကန်တာဝေးပါတယ်။တိုက်ပွဲဖြစ်ပွားရာဒေသများမှပြည်သူများကနီးစပ်ရာမြို့နယ်များကိုစစ်ပေးရှောင်နေကြပြီးစစ်ပွဲဧရိယာပုံမကျဲပြန့်လာတာကြောင့်ဟင်တရာမြို့နယ်တွင်ရှိပြည်သူများအနေနဲ့အစာစားရာရတတိထားနေထိုင်ကြဖို့ဟင်တရာမြို့နယ်ပအဖက AB ဆက်ကိုရမှာထုတ်ပြန်ပါတယ်။လိုအပ်တဲ့အရေးကြီးစာရွက်စာတမ်းတွေပစ္စည်းတွေစေဝါရေးကားတွေအစင်တင်ထုတ်ဖို့ပြင်ဆင်ထားဖို့အမည်ပြင်တရင်တွေမပြတ်နားဆွင့်ပြီးအသွာလာများတတိထားဖို့စစ်ကောင်စီထောက်တိုင်နေရ ာများစစ်ကောင်စီတောက်တိုင်ဖွဲ့စည်းများတရင်ပီးများနဲ့နီးကပ်ရာကိုသွာလာခြင်းမှရှောင်ကျဉ်ကြဖို့စစ်ပီးရှောင်ပြည်သူများကိုအိမ်ငါးခတူးမြင့်ကောက်ခံခြင်းမပြုလုပ်ကြဘဲဝိုင်းဝန်းကူညီဖေးမှကြဖို့တိုက်တွန်းထားပါတယ်။တိုက်ပွဲတွေကအနာကိုရှောင်နေကြပါပြီးပြည်သူအချင်းချင်းဖေးမှကူညီရမယ့်အချိန်မှာစစ်ပီးရှောင်တွေကိုမကူညီဘဲအိမ်ငါးခတွေတူပြီးစီးဝါရှောင်နေကြတဲ့သူတွေတွင်ရင်လဲလူမှုရေးအပြစ်ဒဏ်ပေးမယ်လို့ဟင်္ဒရာမျိုးကလူငယ်တောင်းကပြောပါတယ်။ အခုရက်ပိုင်းတွင်ဟင်္ဒရာမျိုးပေါ်ကိုအခြားဒေသများမှစစ်ပေးဆောင်များရောက်ရှိလာတာကိုတွေ့ရပါတယ်။၎င်းတို့ကိုအကူအညီပေးဖို့စစ်ပေးဆောင်တွေကတောင်းဆိုပါတယ်။နေရေးဆိုင်အတော်လေးခက်ခဲရှိနေပါတယ်။ဦးတီယာကိုသွားနေရတယ်လို့ပဲလို့ပန်းတော်ကြီးရွာမှာတင်းဆောင်လာသူတောက်ကပြောပါတယ်။စစ်ကောင်စီတပ်များရဲ့လှုပ်ရှားမှုတွေကိုတွေ့ရှိသိရှိရပါကဟင်္ဒရာမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ Facebook Messenger မှာတစင်းအချိန်နဲ့တပြေးညီသတင်းပေးဖို့အကူအညီပေးကြဖို့ဟင်္ဒရာမျိုးနယ်ပါအဖကမြစ်တာရက်ခံထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်မှာပါခါကဝိုင်းမော်မျိုးကိုလက်နက်ကြီးပြက ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခါကဝိုင်းမော်မြို့မုံလွင်းရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်တဲ့အိမ်ပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးအရက်သားနှစ်ဦးတရားရခဲ့ပါတယ်။မပါခါမှာ AB 19ရက်နေ့ည6:00နာရီမှာလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းဖြစ်ပြီးမုံလွင်းရွာအနီးကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းမြို့ကန်တောင်ကပြောပါရယ်ပလိုင်းကြီးရန်တန်ပြက်ခတ်နေတာပါအခုညာထီလည်းအတန်တွေကြားနေရပါတယ်ညနေကပြစ်ထားမှဒေသခံ၂ယောက်ထိရဲ့လို့အဆိုပါသတင်းရင်းမြစ်ကပြောပါ ါတယ်။ဝိုင်းမော်မြို့နေရှိမုံလဲရွာကရခိုင်ကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာဖြစ်ပြီးအခုကစစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ဘူးလို့သိရပါတယ်။ဝိုင်းမော်မြို့နယ်အတွင်းလက်မြန်ရွာအပဝင်းကချင်လွတ်လိုက်တပ်တော် KIA နဲ့ PDF များထိန်းချုပ်ထားတဲ့ရွာတွေကိုပြီးခဲ့တဲ့မလကစတင်ပြီးစစ်ကောင်စီတပ်ကလေကြောင်းမှပုံကျဲပြီးလက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကဝိုင်းမော်မြို့ရှိခါလာရ58မှာလည်းလက်နက်ကြီးများပစ်ခတ်နေကြောင်းသိရပါတယ်။လက်ရှိအချိန်မှာငလင်ပေးကူညီကယ်ဆယ်ရေးအတွက်အမျိုးသားများညီညွတ်ရေးအစိုးရနဲ့တော်လိုင်းတက်များက စစ်ကောင်စီကလည်းဧပြီလ2ရက်မှဧပြီလ22ရက်ထိယာယီအပြည့်ရကြေညာထားပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်ကြောင်းထုံးမှုတွေဆက်လက်ပြုလုပ်နေတယ်လို့သတင်းမှဖော်ပြပါရှင်။